မတေခင်ရောက်ဖူးသွားတဲ့ကမ္ဘာအလှဆုံးမြို့များနံပါတ်1 Paris မြို့ပြင်သစ်နိုင်ငံ Paris မြို့ကတော့ကမ္ဘာပေါ်မှာလူတွေအလဲပတ်ချင်ဆုံးမြို့ဖြစ်နေမယ်ကြီးပါတယ်အချစ်တင်ကြတဲ့ပြယုမြို့ဖြစ်တင်စားကြပြီးတော့အောင်တွဲတွေအသွားချင်ဆုံးမြို့လည်းဖြစ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ဇုံတဲပေါင်းထောင်နဲ့ချီကိုမေးမြန်းခဲ့ရမှာ30ရာခိုင်နှုန်းလောက်က Paris ကိုပဲသွားချင်ကြပါတယ်တကယ်လေ Eiffel Tower ရှိမှလက်ထောက်ခွင့်တောင်းကြတဲ့စုံတွဲတွေကလာပြင်းနေဖျားဘူးသွားကြတယ်လို့ဒုနဲ့ဒင်းနဲ့ဖြစ်ပါတယ် တမိုင်းဝင်အဆောက်အအုံနေနဲ့တမိုင်းဝင်ပြတဲ့တွေများစွာရှိပြီးတော့နာမည်ကြီးမိုနာလီဇာပကြီးကားတော်မှာပဲရစ်မြို့မှာရှိနေတာဖြစ်ပါတယ်။နံပါတ်1ကိတ်တောင်းမြို့ဆောက်အာဖရိကဒူအများစုကတောင်အာဖရိကလို့ပြောလိုက်ရင်ရေရှားပါပြီးတော့ဆင်းရဲမွဲတေတဲ့နိုင်ငံတွေဖြစ်သိကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့တောင်အာဖရိကနိုင်ငံတွေကလူတွေထင်ထားတာထက်ကိုအများကြီးတိုးတက်နေပါပြီ။လက်ရှိကမ္ဘာပေါ်ကအလှပဆုံးမြို့တွေထဲမှာလည်းတောင်အာဖရိကမှာရှိတဲ့ကိတ်တောင်းမြို့ကတမြို့အပါဝင်ဖြစ်ပါတယ်။ ခိတ်သားမြေပါဆိုရင်ရင်သားရှုမောပဲကောင်းတဲ့ရင်ကျင်းမှုတွေတမိုင်းမှွေတဲ့တင်နဲ့တရားလှပတဲ့တဘာဝရှုခင်းတွေကိုပန်းဆိုင်ထားပါတယ်တေဗန်မောင်တိန်လို့ခေါ်တဲ့တောင်ပြပြကြီးတစ်ခုကလည်းညရဲ့ကောင်းငင်ရံမှာထိုးထွက်နေပြီးတော့အောက်ဘက်မှာလည်းအဆုံးမရှိတဲ့ပင်လေကြီးရှိပါတယ်ငမန်းတွေဝေလာငားတွေနဲ့လက်ပုံးတည်းနေနိုင်တဲ့အထီကိုတဘာဝတရားကြီးနဲ့နီးစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်2023ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ One Piece ရဲ့ live action series ထဲမှာလည်း Cape Town မြို့ရဲ့အလှပတွေကိုတွေ့မြင်နိုင်ပါတယ်။နံပါတ်3 Venice မြို့ Italy အီတလီနိုင်ငံဗန်နစ်မြို့ဟာဆိုရင်တော့စိတ်ကူးရင်စကားတွေနဲ့ရောက်သွားတယ်လို့ကိုအလွန်လှပတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်ဒီမျိုးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဆိုရင်ရေမြုပ်နေတဲ့မြို့လေးတစ်မြို့ပါဒါပေမဲ့ဒီတက်လာတဲ့ရေတွေနဲ့ပဲလက်ရောညီထွေစွာနေထိုင်နိုင်ခဲ့တာကြောင့်အခုဆိုရင်ကဘာအလှဆုံးမြို့ကြီးတွေကတစ်မြို့ဖြစ်နေပါပင်လယ်ထဲမှာမြို့တည်ထားသလားမှတ်ရပြီးတော့ကျွန်းပေါင်း118ခုနဲ့ဖွဲ့စည်းထားတဲ့မြို့ဖြစ်ပါဒီမြို့မှာဆိုရင်ကားလမ်းကိုတိတ်အသုံးပြုလို့မရှိဘဲနဲ့ရေလမ်းခရီးကိုပဲအဓိကအသုံးပြုပါတယ် ်အဆောင်တစ်ခုနဲ့တစ်ခုကိုလည်းလူကူးတရားလေးနဲ့ချိတ်ဆက်ထားပြီးတော့ကဘာပေါ်မှာလူကူးတရားအများဆုံးမြို့လူတော်ပြောလို့ရပါတယ်။မြို့ထဲမှာလေလေးနဲ့စီပြီးသွားနေရတာကဒီမြို့ရဲ့အနှစ်အယတာပါ။တကယ်လို့ Vanish ထိမသွားနိုင်ဘူးဆိုရင်လည်းကျွန်တော်တို့စီကအင်းလေးမှာဒါမျိုးအနှစ်အယတာတွေခံစားနိုင်ပါ။နံပါတ်၄ Chicago United States လေပြင်းမြို့တော်ဆိုပြီးနာမည်ပေါင်းရရှိထားတဲ့ Chicago မြို့ဟာဆိုရင်တော့ Michigan ရေကန်ကြီးရဲ့နေဘေးမှာတည်ရှိပါ။ အလွန်လှပတဲ့သဘာဝတရားကြီးနဲ့မိုးထအောင်မြင့်မားနေတဲ့မိုးမျောတိုက်များစွာလည်းရှိပါမြင့်ရဲ့ရှိပင်ကစိမ့်မြညူလဲ့နေပြီးတော့မြကြောတစ်လျှောက်တိဆောက်ထားတဲ့တံသားကြီးကလည်းမြို့ရဲ့အထင်ကရတစ်ခုဖြစ်ပါညဘက်မှာဆိုရင်လေတမျိုးလုံးလင်းလက်တောက်ပနေပြီးတော့ညာလုံးပေါက်သွားလာလှုပ်ရှားနေတဲ့သူတွေနဲ့အမြဲတမ်းပြည့်နှံ့ဒါပေမဲ့ချီကာဂိုကတော့မြို့ဝသားလှတယ်ဆိုပေမဲ့တမျိုးလုံးဂန်စတာတွေကြီးနေကြတာဖြစ်ပါတယ်နံပါတ်5ရီယိုဒီဂျနေရိုဘရာဇီးဘရာဇီးနိုင်ငံရဲ့ရီယိုဒီဂျနေရိုမြို့ဟာဆိုရင်တော့တောင်တန်းနဲ့ပင်လယ်ကမ်းကြီးထိစပ်နေတဲ့မြို့လို့ပြောလို့ရပါတယ် မြင်တောင်ပြောမယ်ဆိုရင်ရုပ်ရှင်ဇာတ်ကားတွေမှာခဏခဏမြင်နေရတဲ့ဒီရုပ်ထုကြီးရှိတဲ့မျိုးဖြစ်ပါတယ်။စံပါတေးသွားတွေနဲ့ကြော်ကြားပြီးတော့၁၂ရာသီလုံးပွဲလုံနေတဲ့မျိုးလည်းဖြစ်ပါတယ်။အမေဇုန်တောင်းလန်လည်းထိဆက်နေပြီးတော့တဘာဝနဲ့မျိုးပြနဲ့ပေါင်းဆက်ထားတဲ့အကောင်းဆုံးဥပမာတွေတဲကတစ်ခုဖြစ်ပါတယ်။နေဝင်သွားတဲ့အခါမှာမြို့ကိုမြင်ရတဲ့အလှပကကဘာကျော်ပကြီးဆရာတွေတောင်လက်မှိုင်ချရတယ်လို့တင်စားကြတယ်။ဒါကတော့ရောက်ဖူးမှလည်းသိမှာပါ။အဆုံးထိကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။